ဟုတ်လဲယူရတယ်မန်ယူရှုံးတော့လဲစိတ်မကောင်းဖြစ်ရလို့အဲ့လိုဆိုရလို့ဖြစ်ကြသူနှုတ်နှုတ်နောက်ချင်တော့မန်ချက်စတာယူနိုက်တက်ကလည်းလို့သူဒီ precision tool လာတာအကုန်လုံးဂိုးတွေပေးနေရပဲလို့အဲ့ချိန်ငါလဲဝင်ကန်လိုက်ချင်တယ်ဆိုတဲ့စိတ်လေးနဲ့ AI နဲ့လုပ်လိုက်တာပါတကမာလုံးရဲ့ဟို fan base အများဆုံးလို့ပြောလို့ရတယ်အသိအသိကိုတရားဝင်ပွဲတစ်ပွဲမှာဂိုးတကူရတယ်ဆိုတဲ့ဟာကြီးရလေးပြင်မှာဘောလုံးသမားတယောက်အနေနဲ့အကုန်ပြေပါ this. They've opened the scoring. Wang Wang Luin. အဲ့လိုမျိုးဟိုအတွေ့အကြုံနဲ့အဲ့လိုမျိုးဟိုဘွာကကြုံတော့ကြုံနေပြီเนาะတကယ်တကဘာလုံးရဲ့ဟို fan base အများဆုံးလို့ပြောလို့ရတယ်အသင်းကြီးတသင်းဟိုဒါဒါတကယ်ကိုတရားဝင်ပွဲတပွဲမှာဒါကိုတကူရတယ်ဆိုတဲ့ဟာကြီးရလေကျွန်တော်တို့ခေတ်ဆက်ဆက်ရှိခဲ့တဲ့ကိုရီတဲ့အများကြီးနာမည်ကြီးခဲ့တဲ့အာရှဘောလုံးသမားတွေတောင်အဲ့လိုအခွင့်အရေးရဖို့ဟို တော်တော်ရှားပါတာလေဂုံလဲယူရတယ်မန်ယူရှုံးတော့လည်းစိတ်မကောင်းဖြစ်ရလို့အဲ့လိုဆိုရလို့ဖြစ်ကြစားကြတာကျွန်တော်အဲဆုံးချုံးနဲ့အဲ့နေရတူတူရှိရယ်မြန်မာအဟိုဟာဗာလဲအာရှန်အော်စတာနဲ့ကန်တော့အတူတူရှိရယ်ထွန်းထွန်းကဖုန်းဖွင့်ကြည့်နေတော့သူပြောတာဟာကိုကျန်းနဲ့ဂိုးသွင်းသွားပြီရယ်မန်ယူကလာလို့မဟုတ်ဘူးတဲ့ဒီအော်စတာကသွင်းလာဟာလားဘသူသွင်းနေတယ်လဲမသိဘူးလေမမောင်လင်းသွင်းလာတယ်အဲ့အဲ့တည်းကတူတူရှိရယ်ထွန်းထွန်းနဲ့အတိကတော့လောလောဆယ်မန်ချက်စတာကိုဂိုးသွင်းနိုင်တဲ့ဒီမှာဘောလုံးသမားတယောက်အနေနဲ့အကုန်ရယ်ပေါ့ မပြောဘူးဗျကျွန်တော်ဘောလုံးကန်တဲ့အချိန်တုန်းကတော့ကျွန်တော်တို့ဆိုပြတာကတော့ဇော်လင်းထွန်းတို့ကိုမျိုးလိုက်ဝင်းတို့အဲကိုကျော်မင်းတို့ပေါ့နော်ဘောလုံးစီနီယာအကိုကြီးတွေပေါ့သူတို့လည်းအဲ့လိုဘောလုံးကန်တုန်းကတော့ရှိတယ်ဒီဘက်နောက်ပိုင်းအဲဒီဘက်ကလေးနေတော့ကျွန်တော်ဘောလုံးတူတူလည်းမကန်ဖြစ်ပါဘူးတွေ့လည်းမတွေ့ဖြစ်ပါဘူးပြန် ဲ့ဘာမှမဟုတ်ပါဘူးသူတို့တို့နောက်ချင်တော့ Manchester United ကဒီဒီ Asia မှာလာကြတော့လေအဲမမောင်လင်းတို့ကတော့လည်းကိုသွင်းတယ်ပြီးတော့အဲ့တော့ကျွန်တော် Hong Kong မှာကန်နေရလားမသိကျွန်တော်ကြည့်နေတဲ့အချိန်မှာ Hong Kong ကတကူးသွင်းတာဟောလို့ Manchester United ကလည်းလို့သူဒီ precision tool လာတာအကုန်လုံးကိုးတွေပေးနေရပဲလို့အဲ့ချိန်ငါလဲဝင်ကန်လိုက်ခြင်းနဲ့ဆိုတဲ့စိတ်လေးနဲ့ AI နဲ့လုတ်လိုက်တာပါ ။ဒီပြောစရာလေးဖြစ်သွားပါဘူး။ Manchester ပြည်သက်ကရမ်းများတာဟုတ်ကျွန်တော်နိုင်ငံမှာလေ။ရမ်းများတော့ Manchester United နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေအဲ့လိုဟိုအပြုမူပြောဆိုလေးတခုပါပြီဆိုတော့ရမ်းစိတ်ဝင်စားကြတာ။ဒီကတော့မြန်မာနိုင်ငံရဲ့ main fan ဆိုရတဲ့ဒီကဘာလုံးက main fan တွေလည်းဒီတိုင်းပဲနေမှာပါဘာလို့လဲဆိုတော့ကျွန်တော်ကျွန်တော်တွေ့သမျှကျွန်တော်မိတ်ဆွေ Man U fan တော်တော်များများကလေသူတို့ရဲ့ လူနေမှုဘဝပုံစံဒီမျိုးစုံကိုယ်ရင်ခွဲလိမ့်ဒါပေမဲ့ main ဘဝချစ်တဲ့စိတ်ကတော့တသွေးတဲ့တသားတဲ့ပဲဗျအဲ့ဒါကတော့တော်တော်လေးထူကြတယ်အဲသူတို့အသိန်းကိုသူတို့ချစ်တဲ့အသိန်းကိုသူတို့ဖြစ်စေခြင်းနေတဲ့ level တခုကိုအာသူတို့ကရောက်စေခြင်းနေပြီပေါ့လေအဲ့တော့သူတို့ရောက်စေခြင်းလေ Manchester မှာလည်းဘာကြီးလွဲနေလဲမသိဘူးသူဟိုကလည်းဟိုမလွဲလေဖြစ်နေတော့အာအမြဖြစ်နေတဲ့အခိုက်အတန့်ပေါ့လေကျွန်တော်လည်းခံစားမိပါတယ်ဘလုံးချစ်တဲ့လူတယောက်နေနေ အာကျွန်တော်တို့လီဗာပူးဆိုလည်းအဲ့လိုအာတော်တော်လေးဟိုအချိန်ကြီးဟိုရင်းရိုင်သွားတဲ့ကာလလေးတွေရှိတယ်အခိုက်အတန့်လေးရှိတယ်အဲအဲ့လိုခိုက်တန့်နေဆိုတော့ကိုယ်အတင်းလည်းကိုမုန်းလို့မရအောင်လေဟိုပြစ်ဟိုမျက်နှာလည်းကဲပြစ်တယ်လို့လို့မရအောင်အချိန်တန်တော့လည်းအားပေးနေရတာဒါပေမဲ့အားပေးနေရပေမဲ့လည်းအားပေးမှုမှုကမထီရောက်ဘူးဖြစ်နေတာပေါ့လေအဲ့လိုခိုက်တန့်ကကျွန်တော်တို့ကတော့တရာစီလောက်ခံရတာပေါ့ကိုမန်ချက်စတာပြည်သက်တွေကတော့အဲယာစီတော်တော်များများခံနေရတာကိုစင်စားပါတယ်ဟုတ်ကဲ့ အဲလီဗာပူးနဲ့ပတ်သက်ပြီးတော့လေကျွန်တော်လှုပ်ချင်တာလေးရှိတာဗောလေကျွန်တော်တော့ကျွန်တော်တို့နိုင်ငံမှာလီဗာပူးရဲ့ fan base လေးတည်တဲ့ပုံပြီးတတ်တော့တင်းတင်းနဲ့ fan တွေပို့ပြီးတော့မြန်မြန်ဆဆနဲ့စူးစူးစီးလေးဖြစ်အောင်လေကျွန်တော်အာကူညီနိုင်တဲ့နေရာနေကူညီပေးခြင်းနဲ့အာပံ့ပိုးနိုင်တဲ့နေရာပံ့ပိုးပေးခြင်းနဲ့ဗောတော့လီဗာပူးဖလားရတော့ ဟိုထိုင်းမှာဆိုလို့ချင်းတနိုင်ငံလုံးအဲ့လိုမျိုးဟိုအင်္ဂလန်လိုပဲကားကြီးတွေနဲ့လှည့်ပြီးအောင်ပွဲခံကြရတယ်။အဲ့ fan base ကတောင်းတော့နိ။နောက်ပြီးတော့တောင်းတဲ့အပြင်သူတို့က fan တွေကိုစုစုစည်စည်ထားနိုင်တဲ့အဲဘယ်လိုကောင်းမလဲ။အဲ admin တွေရှိတာပေါ့နော်။ဦးဆောင်တဲ့အဖွဲ့အစည်းတွေရှိတော့အဲ့လိုမျိုးလေးလေးဖြစ်စေချင်တယ်။ကျွန်တော်တို့ဒီမှာလည်းရှိပါတယ်။ Liverpool ချစ်သူများတို့ Liverpool အားပေးသူများ Liverpool fan club ပြီးပါရှိရတယ်။အဲ့အရာတွေအားလုံးစုစုစည်စည်နဲ့ဟိုတနေရာတဲ့ဟိုကြီးကြီးလေးလေးဖြစ်စေချင်တယ်။အဲ့အတွက်ကျွန်တော်အဲဟို ျွန်တော်နိုင်တဲ့အနေအထားတစ်ခုကနေကျွန်တော် support လုပ်ပေးခြင်းပါတယ်